က်ဟစ်ပနိုးစစ်ဆိုရဲကိုကိုကိုအိမ်မွေးချခြင်းကငါမလုံနိုင်ပါဘူးငါမဖြစ်နိုင်ပါဘူးဒါတော့ငါမှာအစွမ်းစားမရှိပါဘူးငါမကြိုးစားနိုင်ဘူးငါမချမ်းသာနိုင်ဘူးစသဖြင့်ဒီလိုမျိုးကန့်တတ်ထားတဲ့ယုံကြည်မှုတွေတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှင်တော့ limiting belief လို့ခေါ်တာပေါ့နော်ဒီလို limiting belief တွေကိုကိုက ဆက်ဟစ်ပနိုးစစ်လုပ်ပြီးတော့ကိုယ့်ကိုယ်ဆက်ချက်ရှင်းထည့်ခြင်းအပြင်အနေချင်းစီတနေချင်းစီကိုကပြေပြောက်သွားနိုင်တယ်အဲ့တော့အချိန်ကြာခဏခဏကိုယ့်ကိုယ်ကိုအိမ်ဝှေ့ချမယ်ဆက်ဟစ်ပနိုးစစ်လုပ်ပြီးဒီလိုဆက်ချက်ရှင်းနေထည့်မယ်ဆိုတော့ကြာလိုက်ကိုကယုံကြည်မှုရှိတဲ့သူတစ်ယောက်ဖြစ်လာတယ်ကိုကလုံနိုင်တဲ့သူတစ်ယောက်ကိုမှအစွမ်းစားတွေရှိတယ်ကိုမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတော့เนาะယုံကြည်မှုတွေတိုးလာစေတာပေါ့ဒုတိယတစ်ချက်ကတော့ ိုယ့်ကိုအိမ်ငွေချလိုက်တဲ့အခါမှာဒီခန္ဓာကိုယ်မှာရှိရတဲ့အကြောတွေရောစိတ်ရဲ့တင်းမာမှုတွေရောပြေရောပျော့ပြောင်းသွားတာဖြစ်တဲ့အတွက်စိတ်ကအာပုပ္ပပပတတံပတာဖြစ်လာတယ်နောက်တစ်ခုကခန္ဓာကိုယ်မှာရှိနေတဲ့အကျောတွေပြေရော့သွားတာဖြစ်တဲ့အတွက်သွေးလည်ပန်းနှုံးတွေကောင်းလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကျန်းမာရေးပို့ပြီးတော့ကောင်းလာတာဖြစ်တယ်ဆိုတော့မိတ်ဆွေကကိုကိုကိုအိမ်ဝေးချတဲ့နီးတွေကိုလေ့လာတင်ကျင်နေဆိုလို့ရှိရင်ဝမှုဖွင့်ပေးထားတဲ့သင်တန်းလေးတစ်ခုရှိတယ်ဒီသင်တန်းကျိအပြည့်ကတော့3,000ကျပ်ပါ ဒီဗီဒီယိုနေလာတဲ့သူတွေကိုအထူးကျေးဇူးတင်ရှင်းတောင်းချက်နဲ့ရရှိမှာဖြစ်တယ်။ဗီဒီယိုကို screenshot ရိုက်ပြီးတော့မှတွားရောက်ပြီးတော့အနံလို့ရပါတယ်။ကျေးဇူးများတင်ပါတယ်ရှင့်။နောက်ဗီဒီယိုတွေမှာဆက်ဆုံကြမယ်နော်။